မင်္ဂလာပါမြန်ဆန်းခွစ် channel ကနေကြိုဆိုပါရစေအေဂျင့်တိုးတက်အောင်မြင်တဲ့ဘဝကိုဘယ်လိုဖန်တီးမလဲလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကမြက်စွာဖျားရှင်ဟောကြားခဲ့တဲ့မင်္ဂလာတရား38ပေါင်းမှာအဖြေရှိပါတယ်ဒီနေ့မှာတော့တင့်ရဲ့အသိပညာဗဟုသုတတွေကိုစမ်းသပ်ဖို့နဲ့မင်္ဂလာတရားတွေရဲ့အနှစ်သာရကိုနားလည်ဖို့အတွက်ကျွန်တော်တို့ရဲ့38ဖြာမင်္ဂလာတုတ်တော်ခွဲစားကိုစတင်လိုက်ရအောင် မေးဖြေတွေတဲကနေတင်ဘဝအတွက်အကောင်းဆုံးမင်္ဂလာလမ်းကြောင်းကိုရှာဖွေလိုက်ပါအသင်ဖြစ်ပြီလားစလိုက်ရအောင်3 2 fight မင်္ဂလာတရားတော်ဤပထမဆုံးအချက်ဖြစ်သည့်အသေးဝနာစဘာလာနံသူမိုက်ကိုမစည်းကဲ့ရခြင်းအဓိကရွယ်ချက်မှာအဖယ်နီး

ပူဇာစပူဇဏိယာနံပူဇော်ထိုက်သူကို ပူဇော်ရခြင်းသည်ညီတိဂုံတရားကိုငွေးမြူရာရောက်ပါသည်လေအဖြေမှန်မှာယိုသေးခြင်းနှင့်ကျေးဇူးတရားဂါရဝဖြစ်ပါသည် တင့်နယ်ရောက်ပတ်သောအရက်၌နေရခြင်း၏အတိဘယ်တွင်မြည်သည့်အရာပါဝင်ပါသည်လဲအဖြေမှန်မှာသူတော်ကောင်းများတရားဓမ္မနှင့်စာပေများရနိုင်သောနေရာဖြစ်ပါသည်တရားထူးတရားမြေရရန်အထောက်အကူပြုသောအရက်ဒီသာပုပ်ပေစာကတပူညရာ ရှေးကကောင်းမှုကံ ရှိခဲ့ဘူးခြင်းသည် မင်္ဂလာတရားတော်တွင်အဘယ်ကြောင့်ပါဝင်လာပါသလဲအဖြေမှန်မှာဤမင်္ဂလာသည်ယခုဘဝတွင် ကောင်းကျိုးများရရှိရန်အခြေခံဖြစ်သောကြောင့်ဖြစ်ပါသည် အတိတ်ကောင်းမှုကပြစ္ဆုတ်ပံဘဝကိုအထောက်ပံ့ပေးသည်မိမိကိုယ်ကိုကောင်းစွာစောင့်တည်ခြင်းသည်မိတိအကျိုးကိုအဓိကဖြစ်ပေါ်စေပါသည်။ အဖြေမှန်မှာမှန်ကန်သောလမ်းကြောင်းသို့အနည်းငယ်ဆုံးရည်မှန်းချက်သို့ဥတည်နိုင်ခြင်းဖြစ်ပါသည်အတ္တတမပဏိတိမိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းစောင့်တည်ခြင်းဘာဟုတ္တအကြအမြင်ဘဟုတုတများခြင်းဟူသည် လောကီစာပေဘဟုတုတကိုသာဆိုလိုပါသလားအဖြေမှန်မှားသည် လောကီလောကုတ်တရားနှမျိုးလုံးကိုဆိုလိုသည်ဖြစ်ပါသည် သိပ္ပံပညာတက်မြောက်ခြင်းကိုမင်္ဂလာတရားတော်တွင်ထည့်သွင်းရခြင်း၏အကြောင်းရင်းကားအပေနီခြေမှန်မှာကောင်းသောအတက်မွေးဝမ်းကြောင်းနှင့်ကိုယ်ပိုင်အားထုတ်မှုကိုပြုလုပ်နိုင်ရန်ဖြစ်ပါသည် ဝိနည်းရောစတုသိခိတော်ဟူသည့်မြည်သည့်အရာကိုဆိုလိုပါသည်လေအဖြေမှန်မှာစီကံသူမဟုတ်ကိုကျင့်တရားကောင်းမွန်ခြင်းဖြစ်ပါသည် ပါတိတာစဝါစာကောင်းသောစကားကိုဆိုခြင်းဟာသည်စကားပြောရာတွင်ညီတို့သောအင်္ဂါရက်များပါဝင်ရမည်နီအဖြေမှန်မှာမှန်ကန်ခြင်းချစ်ပွေရှိခြင်းအကျိုးရှိခြင်းဖြစ်ပါသည် မိဘနှစ်ပါးကိုပြုစုလုပ်ကြွေးခြင်းသည်လူမှုဘဝတွင်အဘယ်ကြောင့်အရေးပါသောမင်္ဂလာဖြစ်ရပါသလဲအဖြေမှန်မှာဂျေဇူးတရားကိုတည်တက်ခြင်းကတညုတို့ကိုပြသသောကြောင့်ဖြစ်ပါသည်ပုဒ္ဒရာယတသင်္ဃဟောဟုသည် မြည်သည့်တာဝန်ကိုထမ်းဆောင်ခြင်းကိုဆိုလိုပါသည်။ခြေမှန်မှာအိမ်အောင်ရှင် လူမှုဘဝ၏အခြေခံတာဝန်သို့မဟုတ်တရားနှင့်အညီထောက်ပံ့ခြင်းဖြစ်ပါသည်။ညင်းသည်မာတာပိလူဥပ္ပထာနံမိဘလုပ်ကြွေးခြင်းနှင့်အတူ လူမှုတာဝန်များတဲ့တွင် အကျုံးဝင်သောမင်္ဂလာဖြစ်ပါသည်။ အနာကုလာစာကမန္နာအလုတ်ကိစ္စကိုမရှုပ်ထွေးစေခြင်းဒီအလုတ်လုပ်ရာတွင်မြည်တို့ပြုလုပ်ရမည်ကိုဆိုလိုပါသည်ဖြေမှန်မှာတရားနှင့်အညီဖြောင့်မတ်မှန်ကန်စွာလှုပ်ဆောင်ခြင်းဖြစ်ပါသည်မရှုပ်ထွေးခြင်းမကလိန်ကားခြင်းမလုပ်ခြင်းအလှူပေးခြင်းဒါနအဓိကရည်ရွယ်ချက်မှာအဘယ်နည်း ေမှန်မှာတွေ့တာမှုနှင့်လောဘကိုလျှော့ချရန်ဖြစ်ပါသည်ဓမ္မစရိယာမြတ်တော်အကျင့်ကိုကျင့်ခြင်းဟူသည့်အကျယ်အားဖြင့်မြည်သည့်အရာများကိုဆိုလိုပါသည်။အဖြေမှန်မှာတိလ၅ပါး၈ပါး၁၀ပါးစောင့်ထိန်ခြင်းဖြစ်ပါသည်။ မြတ်တကာနိစတင်ကဟောဆွေမျိုးတို့ကိုစောင့်ရှောက်ထောက်ပံ့ခြင်းသည်မြည်သည့်တရားကိုပုံမူခိုင်မာစေပါသည်လေအဖြေမှန်မှာလူမှုစည်းလုံးညီညွတ်မှုနှင့်တစ္ဆာတရားဖြစ်ပါသည် နဝစာနိကမာနိအကုသို့ကင်းသော အလုတ်ကိုလှုပ်ခြင်းသည်မြည်သည့်အရာကိုရှောင်ကျဉ်ခြင်းဖြစ်ပါသည်။ဖြေမှန်မှာကိုနှစ်နှုတ်ဖြင့်ပြုလုပ်သောမကောင်းမှုများကဲရဲစရာမရှိသောအလုပ်ဖြစ်ပါသည် အာရီဝီရတီပါပမကောင်းမှုမှရှောင်ကျဉ်ခြင်းဒီမြည်သည့်အရာကိုဆိုလိုပါသလဲအဖြေမှန်မှမကောင်းမှုကို မပြုလို့ရင်စိတ်ပိုင်းဖြတ်ဆုံးဖြတ်ထားခြင်းဖြစ်ပါသည်မစ္စပါနာစတန်ယမောသည်ငွေပစ္စည်းများမှရှောင်ကျဉ်ခြင်းဖြစ်သည် ဤသို့ရှောင်ကျဉ်ခြင်းဖြင့်ညီတိမကောင်းမှုများမှ လုံးဝကင်းကွာနိုင်ပါသနည်းအဖြေမှန်မှာကာယကံနှင့် ဝစီကံမကောင်းမှုများဖြစ်ပါသည်တေးတရဲနှင့်မူရစေသောအရာများကိုရှောင်ကျဉ်ခြင်းသည်ညီသည့်စိတ်ပိုင်းဆိုင်ရာအာတာချက်ကိုထိမ့်သိမ်းရာရောက်ပါသည်လေ မှန်မှသတိတရားစေတီကိုမပြည့်စည်စေရန်ဖြစ်ပါသည် အပမဒောစတမေတုတရားရု၌မမေ့မလျှော့ခြင်းဟူသည်အတိပယ်အတိကျအဖြစ်ညီသည့်အရာကို ဆိုလိုပါသည်လေ အဖြေမှန်မှာကုသိုလ်ကောင်းမှုများပြုလုပ်ရာတွင်တတိရှိခြင်းနှင့်စူးစမ်းအားထုတ်ခြင်းဖြစ်ပါသည်ကာရဝရိုသေခြင်းကိုမိသူတို့အပေါ်ပြုလုပ်ရန်ရည်ရွယ်ပါသည်လေအဖြေမှန်မှာမိမိထက်ဂုံဝါအသက်ကြီးသူနှင့်မျက်သူတို့အပေါ်တွင်ဖြစ်ပါသည် နိဝါရောနှိမ့်ချခြင်းသည်ညီသည့်မကောင်းမှုတရားကိုပယ်ဖြတ်ပေးပါသည်အဖြေမှန်မှမာနထောင်လာသောစိတ်ဖြစ်ပါသည်တဏှုတ်ထိရောင်ရဲလွယ်ခြင်းအကျိုးကျေးဇူးမှာအပေနီး မှန်မှာလောဘကြောင့်ဖြစ်သောစိုးရိမ်ပူပန်မှုများလျော့နေခြင်းဖြစ်ပါသည် မင်္ဂလာတရားတော်တွင်ကတိညူတော်ဟူသည့်မြည်သည့်အရာကိုဆိုလိုပါသလဲအဖြေမှန်မှာပြုမှုသောကျေးဇူးကိုတည်တက်ခြင်းဖြစ်ပါသည် တရားနာရခြင်းသည်ပညာကိုမြည်တို့အထောက်အကူပေးပါသည်လေဖြေမှန်မှာမကြားဘူးဒီကိုကြားဘူးစေရန်နှင့်ကြားဘူးဒီကိုပုံမရှင်းလင်းစေရန်ဖြစ်ပါသည် န်ဒီတီးခန့်ခြင်းသည်အဓိကအားဖြင့်မြည်သည့်အပေါ်တီးခန့်ခြင်းကိုဆိုလိုပါသည်။ခေမံမှာသူတစ်ပါးပြုမှုသောမကောင်းမှုနှင့်ကိုခံစားရသောဆင်းရဲဒုက္ခအပေါ်ဖြစ်ပါသည် သူတော်ကောင်းတို့ဤအဆုံးအမကို နာခံလိုက်နာရွယ်ခြင်းသောဝါသတ္တရာသည် လူတဦးဤမြည်သည့်အည်သွေးကိုပြတတ်ပါသည်လေအဖြေမှန်မှာစိတ်ထားနူးညံ့ပျော့ပြောင်းခြင်းနှင့် လိမ္မာရေးချရှိခြင်းဖြစ်ပါသည် ယဟန်ပညာရှိတမနာတို့ကိုဖူးတွေ့ရခြင်းသည်မြည်သည့်အရာကိုရှောင်ရှားရန် အထောက်အကူပြုပါသည်လေ။အဖြေမှန်မှာလောကီအာယုံကာမဂုဏ်များတွင်နစ်မြုပ်ခြင်းဖြစ်ပါသည်။တရားဓမ္မအားထုတ်ရန်စိတ်အားထက်သန်မှုဖြစ်ပေါ်စေသည်။ဓမ္မတာကိစ္စတရားဓမ္မကိုဆွေးနွေးခြင်းရလဒ်သည့်အဖယ်နည်း အဖြေမှန်မှပညာဉာဏ်အလင်းရောင်ကိုရရှိစေခြင်းဖြစ်ပါသည်တပည့်ကိုယ်တိုင်ထင်းချုံမှုရှိခြင်းဟာသည်ဤသည့်အရာကို ဆိုလိုပါသည် ဖြေမှန်မှာရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကိလေသာများကိုလောင်ကျွမ်းဖယ်ရှားရန်ကြိုးပမ်းခြင်းဖြစ်ပါသည်ဥပမာတီလစောင့်ထိန်မှုတရားအားထုတ်မှုယမန်စရိယမြတ်သောအကျင့်ကိုကျင့်ခြင်းသည်ညီသည့်အဆင့်အထိ ရောက်ရှိစေရန်ရည်ရွယ်ပါသည် ဖြေမှန်မှာကိလေသာမှကင်းဝေးသောလမ်းစဉ်သာသနာအကျင့်ဖြစ်ပါသည်သစ္စာလေးပါးကိုမြင်ခြင်းသည်မြည်သည့်ဉာဏ်ဖြင့်သိမြင်ခြင်းဖြစ်ပါသည်ဖြေမှန်မှာပွားများမှုဉာဏ်ဘာဝနာမယဉ်ဉာဏ်သို့မဟုတ်ဝိတနာဉာဏ်ဖြစ်ပါသည် မင်္ဂလာတရား38ပါးအနက်နိဗ္ဗာန်တသိကရိယာသည်ညီတိအစဉ်တန်းသို့ရောက်ရှိခြင်းကိုဆိုလိုပါသည်အဖြေမှန်မှာအမြင့်ဆုံးသောတရားထူးမတ်ဖိုကိုရရှိခြင်းဖြစ်ပါသည်ထုတ်ထက်ကလောကဓမေဟိစိတ်တန်ယတနာကံပတိလောကရန်နှင့်တွေ့တော်လဲ စိတ်မတုံ့လောက်ခြင်းနာလီအဘေကြောင့်ဖြစ်ပေါ်လာပါသလဲအဖြေမှန်မှာအရေးရာသူတော်စင်တို့ဤစိတ်တက်ခိုင်မာမှုကြောင့်ဖြစ်ပါသည်တော့ကန်စိုးရင်ချင်းကင်းချင်းဟူသည်ညီသည့်အရာမှ လုံးဝကင်းဝေးခြင်းကို ဆိုလိုပါသည်လေ ြေမှန်မှပူပန်သောကဖြစ်ပါသည်ဝိယဇံကိလေသာအငြိကြေးကင်းခြင်းတွင်မြည်သည့်ကိလေသာများကင်းစင်သွားပါသလဲအဖြေမှန်မှာယာကလောဘစသည်လို့ဖြစ်ပါသည်ဤအဆင့်သည် မတ်ဖို့ရရှိသော သူတော်စင်တို့၏စိတ်တက်အစဉ်ဖြစ်သည်မင်္ဂလာတရား38ပါး၏နောက်ဆုံးအချက်ဖြစ်သည့်ခေမန်ဘေးရန်ကင်းခြင်းဟာသည် အပေရာမလုံးဝဘေးရန်ကင်းခြင်းကိုဆိုလိုပါသည်ရှိမန်မာပူပန်တော့ကဘေးရန်အားလုံးမှ ကင်းဝေးခြင်းနိဗ္ဗာန်ဤချမ်းသာဖြစ်ပါသည် ဒီနေ့ရဲ့မင်္ဂလာ38ဖြာခွေးအစီအစဉ်ပြီးဆုံးသွားပြီဖြစ်ပါတယ်။မင်္ဂလာတရားတော်ရဲ့နက်နဲတဲ့အနှစ်သာရတွေကိုအမေးဖြေတွေကတဆိတ်ပုံမူနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုရရှိတဲ့အမှတ်တွေကို comment မှာရေးသားမျှဝေဖို့မမေ့ပါနဲ့ဦးနော်။တင်ယူထားတဲ့ဒီမင်္ဂလာတရားတွေကိုဘဝမှာလက်တွေ့ကျင့်သုံးရင်ချမ်းသာခြင်း၊လုံခြုံခြင်းတိုးတက်ခြင်းဆိုတဲ့အမျက်ဆုံးသောမင်္ဂလာတရားတွေနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါရစေ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဘ ഹു တုတနဲ့ညံစန်းခွေအစီအစဉ်တွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါစေ